်မင်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်းပါ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာပါစကိုင်းတိုင်းကမ်ဘလူမျိုးနယ်ထဲကကျေးရွာတွေကိုစစ်ကောင်စီတပ်ရဲ့မြေပြင်စစ်ကြောင်းကစစ်ကြောင်းထိုးနေတယ်လို့လေကြောင်းကနေလည်းမေလ20ရက်နေ့တရက်ထဲမှာဗုတ်အလုံး40နီးပါးကျချခဲ့တယ်လို့ဒေသခံတွေကပြောပါရယ် ကမ်ဘလူမြို့နယ်ထဲကပစိန်ကုန်းရွာနဲ့တင်တော်ရွာတွေကိုစစ်တပ်ကမြေပြင်စစ်ကြောင်းထိုးနေတဲ့အပြင် White 12လေယာဉ်တွေနဲ့လည်းနေ့လယ်၁၂နာရီကနေတနင်္လာရက်ထိဗုံးအလုံး၄၀လောက်ကျဲသွားတဲ့အတွက်ပစိန်ကုန်းရွာကအမျိုးသားနှစ်ယောက်သေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိတယ်လို့ကျွန်းလှကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူတယောက်ကပြောပါရတယ်။ မြေပြင်စစ်ကြောင်းအနေနဲ့လည်းအဆိုပါကျေးရွာတွေကပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူနေပြီးလူနေအိမ်တွေကိုလည်းဖျက်ဆီးနေကအဲ့ဒီရွာတွေမှာဝင်နေတဲ့စစ်ကြောင်းကအင်အား200လောက်ရှိတယ်လို့ဆိုပါတယ်ရှင်။ကမ္ဘာနိုင်ငံရေးစီးပွားရေးအခြေအနေတွေကြောင့်ရွှေဈေးကွက်မတည်ငြိမ်ပဲအတက်ကျဖြစ်နေပြီး2025မေလ21ရက်မှာကမ္ဘာရွှေဈေးကတအောင်စကိုအမေရိကန်ဒေါ်လာ3,310အထက်ထိထပ်မံမြင့်တက်လာပါတယ်။ မေလ20ရက်ကကမ္ဘာရွှေဈေးဟာတအောင်စားကို အမေရိကန်ဒေါ်လာ3280ဝန်းကျင်သာရှိခဲ့ပြီးတရက်အတွင်းဒေါ်လာ30ဝန်းကျင်ထိအတက်ရှိခဲ့တာပါ။ဒါ့အပြင်အမေရိကန်ဒေါ်လာလဲလဲနှုန်းဟာလည်းမေလ19ရက်ကဒေါ်လာကို6400ကျပ်ရှိနေရာကလက်ရှိမှာဒေါ်လာကို6430ကျပ်မှရောက်ရှိလာပါတယ်။ကမ္ဘာရွှေဈေးနဲ့ဒေါ်လာငွေလဲလဲနှုန်းမြင့်တက်လာတာကြောင့်ပြည်တွင်းရွှေဈေးနှုန်းကလည်းမနေ့ကအခောက်ရွှေတစ်ကျပ်သားကို 86သိန်းကျပ်ဝန်းကျင်ထိရောက်ရှိလာတယ်လို့ဈေးကွက်လေလာစောင့်ကြည့်သူတချို့ကပြောပါတယ်။မေလ20ရက်ကပြည်တွင်းအခောက်ရွှေဈေးဟာတစ်ကျပ်သားကို84သိန်းရှစ်တောင်းကျပ်ဝန်းကျင်မှာပဲရှိနေရကနေတရက်အတွင်းတစ်ကျပ်သားကိုတသိန်းကျပ်ဝန်းကျင်ပြန်လည်မြင့်တက်လာတာပါ။ရန်ကုန်တိုင်းရွှေလုံငန်းရှင်များအသင်း YGA ကထုတ်ပြန်ထားတဲ့ဈေးနှုန်းနဲ့ပြပဈေးနှုန်းကတော့ကွာဟနေဆဲဖြစ်ပြီး YGA ရဲ့ နေ့ကသမတ်ချက်ကတော့အခောက်ရှိတစ်ချက်သားကိုချက်58သိန်းဝန်းကျင်မှာပဲရှိပါတယ်ရှင်။အာဆီယံထိပ်သီးစည်းဝေးပွဲတွေမှာစစ်ကောင်စီကိုတည်ဝင်ဖိတ်ကြားတာဆွနွေတောင်ဝင်ပေးအပ်တာတွေမလုပ်ဖို့နဲ့အာဆီယံနိုင်ငံတွေကြားခံပြီးလေရင်စီအောင်ချပေးနေတာတွေဖြတ်တောက်ပေးဖို့အရက်ဘက်အဖွဲ့တွေကတောင်းဆိုနေကြပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။အာဆီယံစည်းဝေးပွဲတွေမှာ စစ်ကောင်စီကိုတရားဝင်ဖိတ်ကြားနေရတွေကိုရပ်တန့်မှုနဲ့အာဆီယံနိုင်ငံတွေအနေနဲ့ကလည်းနေ့စဉ်ပြည်သူတွေကိုပုံကျဲတက်ဖြတ်နေတဲ့စစ်ကောင်စီကိုလင်းစည်တစ်စစ်ခံရောင်းချပေးနေမှုတွေကိုဖျက်တောက်ပေးဖို့အရပ်ဖက်အဖွဲ့တွေကတောင်းဆိုနေကြပါတယ်။လာမယ့်မေလ23ရက်မှာပြုလုပ်မယ့်အာဆီယံစည်းဝေးပွဲတွေမှာစစ်ကောင်စီဘက်ကကိုယ်စားလှယ်တွေကိုမြန်မာနိုင်ငံကိုစားပြုအနေနဲ့ဖိတ်ကြားတာတွေကိုရပ်တန့်ဖို့45 rise ရဲ့လူခွင့်ရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးတာဝန်ခံကပြောပါတယ်။ အာမလေးရှားနဲ့အာဆီယံအာဆီယံအဖွဲ့ဝင်တွေအနေနဲ့ပေါ့နော်စစ်ကောင်စီကိုတရားဝင်အတအတိမတ်ပြုတဲ့ဟာတွေအခုရက်တန့်ဖို့လိုအပ်နေပါပြီလို့အထူးသဖြင့်လွန်ခဲ့တဲ့ဘက်ကမေဆန်းဆန်းနေနေမှာ တပည့်ရင်အမျိုးနယ်မှာရှိတဲ့အကြောင်းတကြောင်းပေါ့နော်ကလေးစာတင်ကြောင်းပေါ့ဘုံကျဲခဲ့တာကလေး22ယောက်နဲ့ဆီယမ2ယောက်တည်ဆုံးခဲ့ပြီးတော့ အခုဒီရက်ပိုင်းအတွင်းမှာပဲအာစစ်ကောင်စီကိုသူတို့အနေနဲ့ပေါ့နော် platform တစ်ခုပေးမယ်ဆိုရင်ဒါလုံးဝမသင့်တော်ဘူးလို့အာမြင်ပါတယ်အာဆီယံအနေနဲ့ပေါ့နော်ဒီစစ်ကောင်စီကိုဆက်လက်ပြီးအတိမတ်ပြုနေရဆိုတဲ့ဟာကအခုစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကဒါပုံမှန်ဖြစ်တယ်ဆိုတဲ့ဟာကိုသူတို့က normalize လုပ်လာတယ်လို့ပြောလို့ရပါတယ်အာဆီယံအနေနဲ့စစ်ကောင်စီကိုအစည်းအဝေးတွေညီလာခံတွေဖိတ်ကြားနေတာကမာရီနဲ့တရားဝင်မှုပေးရနေတာဖြစ်ပြီး အချက်ဖက်စစ်စင်ရေးတွေဆက်လက်လှုပ်ဆောင်ရမှာစေအုပ်စုကိုပုံမရတင်းစေမှာဖြစ်ကြောင်းနဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကလည်းစစ်ကောင်စီကိုဗန်နာငွေစက်ပစ္စည်းကရိယာနဲ့လင်းရင်စီတွေထောက်ပံ့ပေးနေတဲ့စီးပွားရေးလုပ်ငန်းတွေကိုမျက်ကွယ်ပြုထားတယ်လို့ DVB ကိုပြောပါတယ်။အခုလိုအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့စစ်ကောင်စီကျူးလွန်မှုတွေကိုလှည့်လည်ရှုထားပြီးအာဆီယံနိုင်ငံတွေကပဲစစ်ကောင်စီအတွက်လင်းရင်စီဆက်လက်ထောက်ပံ့ပေးနေမယ်ဆိုရင်စစ်ကောင်စီကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိုပါအာဆီယံအနေနဲ့တာဝန်ခံပေးရမှာဖြစ်ကြောင်း ်ပြည်စုံငွေဖြတ်တောက်ရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကလည်းပြောပါတယ်ပြခရဲ့စေရီလိုညင်ညာထားတဲ့ကာလအတွင်းမှာတွင်ဟိုဒီစာတင်ကြောင်းညညဒီစစ်ချောင်းစခန်းညကြေးရွာတွေဒီ civilian ရဲ့ targeted ဖြစ်နေတဲ့နေရာတွေကိုပဲလေကြောင်းတိုက်ခတ်မှုတွေတောက်လျှောက်လုပ်ခဲ့တယ်ဆိုတော့အဆိုးစုကအခုလိုမျိုးလေကြောင်းတိုက်ခတ်မှုတွေတောက်လျှောက်ပြုလုပ်နိုင်နေတာကဒီအာဆီယံမှာရှိတဲ့ကုမ္ပဏီတွေနော်အာဆီယံမှာရှိတဲ့ခရိုနီတွေရဲ့ဟိုပူးပေါင်းအထောက်အပံ့ပြုမှုတွေကြောင့်လည်းပါတယ် ဟိုတခြားမို့လို့ဒီအာဆီယံအစိုးရတွေအနေနဲ့ကအာထိရောက်တဲ့အရေးယူပိတ်ဆို့မှုတွေစုစုပေါ်ပြုလုပ်ရမယ့်အစားမှာဒီဒုစုတွေရဲ့လက်ကိုလက်ဆွဲပြီးတော့မှချမ်ပန်စုစုနဲ့ညှိနှိုင်းနေတာကအာတည်ဆုံခဲ့ရတဲ့ကလေးငယ်တွေအတွက်စုစုကျူးလွန်နေတဲ့ရာဇဝမှုတွေအပေါ်မှာဒါအာဆီယံအနေနဲ့လည်းတောင်းခံမှာဖြစ်ပါတယ်ခုနှစ်2025ခုနှစ်အတွက်အာဆီယံအလှည့်ကျဥက္ကဋ္ဌကမလေးရှားနိုင်ငံဖြစ်ပြီးပြီးခဲ့တဲ့ဧပြီလ18ရက်တုန်းကအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မုံဝင်းခိုင်တန်းနဲ့အာဆီယံလှည့်ကြဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်တို့ကအွန်လိုင်းကနေတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။56ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပွဲကိုတော့မေလ23ရက်ကနေ28ရက်နေ့ထိမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပပြုလုပ်မှာဖြစ်ပြီးမိတ်ဆက်မိတ်ကိုတော့မေလ26နဲ့29မှာပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ကျမဝေပါ။ Welcome to our very good ဒုံးကျည်ကကွယ်ရေးစနစ်ရဲ့အနာဂတ် Golden Dome အစီအစဉ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအင်ဖြူတော်မှာပြောကြားခဲ့ပါတယ်။ဒီအစီအစဉ်ကိုသူ့သမ္မတသက်တမ်းအကောင်မှစတင်လဲပတ်မှာဖြစ်တဲ့အကြောင်းလဲပြောထားပါတယ်။ထရမ်ဟာဒုတိယအကြိမ်သမ္မတအဖြစ်ရွေးကောက်ခံရပြီးနောက်ရက်အနည်းငယ်အကြာမှာပဲ Ballistic Net Cruise ဂျုံကြီးစတဲ့အနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့လေကြောင်းထိခြားမှုတွေကိုကာကွယ်ဖို့ရည်ရထားတာဖြစ်တယ်လို့ပြောဆိုခဲ့မှုပါတယ် ဒီအစီအစဉ်အတွက်ဘတ်ဂျက်အသစ်ကိုကနဦးဒေါ်လာ25ဘီလီယံရထားပေမဲ့ဆယ်စုနှစ်တွေကျော်လာတဲ့အခါမှာဒီထက်ပိုပြီးကုန်ကြမယ်လို့လည်းခန့်မှန်းထားပါတယ်။အမေရိကန်ကလက်ရှိအုံပြုနေတဲ့စနစ်တွေကရန်သူတွေရဲ့ခင်မီလက်နက်တွေကိုကာကွယ်နိုင်မှာမဟုတ်ဘူးလို့တာဝန်ရှိသူတွေကသတိပေးထားပါတယ်။အဆိုပါဒုံးကျည်ကာကွယ်စနစ်တည်ဆောက်မှုကိုအာကာသတပ်ဖွဲ့တာဝန်ရှိသူဗိုလ်ချုပ်ကြီးမိုက်ကယ်ဂက်လိုင်းကဦးဆောင်မယ်လို့ထရမ့်ကပြောပါတယ်။ ဗိုလ်ချုပ်ကြီးကလိုင်ဟာလက်ရှိ အကာသတပ်ဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသူဖြစ်ပါတယ်။ထရမ်ဟာသမရအဖြစ်ပြန်တာဝန်ယူပြီးခုနှစ်အကြာမှာပဲလေကြောင်းတက်ခိုက်မှုတွေကိုကာကွယ်ဟန့်တားနိုင်မဲ့အစီအစဉ်တစ်ခုပြုလုပ်ဖို့ကာကွယ်ရေးဌာနကိုညွှန်ကြားခဲ့ပါတယ်။ဒီလိုအမေရိကန်ကတဆင့်တိဆောက်မဲ့ကာကွယ်ရေးစနစ်မှာတော့ဂျူရုကနေတဆင့်အာယုံခန္ဓာတိုက်ခိုက်လာနိုင်ခြေရှိတဲ့ဒုံးကျည်တွေကိုခြေအားခန္ဓာနဲ့ကာကွယ်ရေးအတွက်ပါပါဝင်ပြီး ကြီးရည်လေတို့အပြင်အာကာသကပြစ်လွတ်တဲ့ဒုံးတွေကိုပါကာကွယ်မှုတွေပါတဲ့မျိုးဆက်သစ်နေပညာဖြစ်တယ်လို့ပြောပါတယ်ရှင်ဒီဗီဗီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ ကျွန်မကတော့ချူချူဆမ်းမကျေးဇူးတင်ပါတယ်ရှင်